န္တလေးတိုင်းဒေသကြီးအမရပူရာမြို့နယ်ခန္ဓာယုံကျောင်းရှိကမ်းပတ်လမ်းဘေးရှိအုတ်ခုံမှာစကားထိုင်ပြောနေသူနှစ်ဦးကိုအကူအညီတောင်းချင်အောင်ဟန်ဆောင်ပြီးလူငယ်တစုကအုပ်စုဖွဲ့ဓာဖြစ်ထိုးလူရဲမှုကြောင့်ယတနာပုံတက္ကသိုလ်ကျောင်းသားတဦးသေဆုံးမှုဒီဇင်ဘာလ25ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့တိုင်းရဲတပ်ဖွဲ့မှုရုံးမှသိရပါဗျ။ဖြစ်စဉ်မှာဒီဇင်ဘာလ25ရက်နေ့ညနေပိုင်းကအမရပူရာမြို့နယ်ပပဲတန်းရက်မှာနေထိုင်တဲ့ယတနာပုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတဦးဟာတငယ်ချင်းဖြစ်သူမိန်းကလေးတဦးနဲ့အတူထိုင်ကခန္ဓာယုံကျောင်း ောက်ရှိကမ်ဘတ်လမ်းဘေးရှိအုတ်ခုံပေါ်မှာစကားပြောနေခဲ့တယ်လို့သိရပါဗါးအဲ့ဒီလိုစကားပြောနေစဉ်ည9:00နာရီခွဲခန့်မှာအမီမတိတ်လူငယ်လေးဦးဟာစိုက်ကဲနှစ်စီးဖြင့်ရောက်လာပြီးသူတို့အနီးရက်ကအကူအညီတောင်းဆရာရှိတယ်လို့ပြောပြီးစကားပြောနေသူနှစ်ဦးကိုတအူးစီနောက်မှတိုင်းဖက်ပြီးမျက်နှာအုပ်ထားခဲ့ပြီးတအူးကိုတက္ကသိုလ်ကျောင်းသားဖြစ်သူကိုခြုံထက်တဲ့အရာဖြစ်ထိုးလိုက်ရာကန်ဆက်သူပြုတ်ကျသွားခဲ့တယ်လို့သိရပါဗါးဒါဖြစ်ထိုးသွင်းခံခဲ့ရတာကြောင့်ရတနာပုံတက္ကသိုလ်ကျောင်းသားရဲ့ဝဲဘက်ရင်အောင်နဲ့တင်ပါတို့မှာထိုးသွင်းထံရနှစ်ချက်ရရှိ ခဲ့တဲ့အတွက်ပတ်ဝန်းကျင်ထံအကူအညီတောင်းခံခဲ့ပြီးမန္တလေးစေယုံကြီးတို့တင်ပို့ကူတာခဲ့တယ်လို့ရဲမှတ်တမ်းအရသိရပါဗါတယ်။အဲ့ဒါလို့ကူတာနေစဉ်ဒီဇင်ဘာလ26ရက်နေ့မနက်တနာရီမထိုးခင်အချိန်မှာတော့ဓာတ်နဲ့ထိုးခံခဲ့ရတဲ့ယတနာပုံတက္ကသိုလ်ကျောင်းသားဖြစ်သူမှာရရှိတဲ့ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမရပူရာမျိုးမရဲစခန်းမှုဒူရဲမှုစံဝင်ထံတို့ဒီကနေ့ဆက်သွယ်မေးမြန်းခဲ့ရမှာတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးဖမ်းဆီးရမိဖို့အ мян ဆုံးစူးစမ်းနေကြောင်းအခုအချိန်မှာတော့အလောင်းကိုစ စ်ဆေးတာလုပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။လူရသူတွေဟာဓာဖြစ်ထိုးခဲ့ပြီးနောက်တည်ဆုံးခဲ့သူယတနာပုံ တက္ကသိုလ်ကျောင်းသားရဲ့ပဆန်အိတ်ကိုယူဆောင်သွားခဲ့တယ်လို့လည်းယတနာပုံတက္ကသိုလ်ကျောင်းသားများတမကဘာကတာများအဖွဲ့ချုပ်မှကျောင်းသားတဦးဖြစ်သူကိုရဲမျိုးစွေရဲ့ပြောကြားချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်ကလည်းပြင်းဦးလင်းမြို့နယ်တုံးတောင်ကျေးရွာယတနာပုံမျိုးသစ်စီမံကိန်းအနီးမှာယတနာပုံစိုက်ပါစီတီမှကျောင်းသားကျောင်းသူနှစ်ဦးဟာရိုက်နှက်ပြီးစိုက်ကယ်လူယူခံခဲ့ရပြီးကျောင်းသားမှာအခင်းဖြစ်နေရမှာပဲတေဆုံးမှုဖြစ် ဖြစ်ပေါ်ခဲ့ပါတယ်